အမေရိကန်ရဲ့အခွန်ကောက်ခံမှု55ရက်ဆိုင်မှု BNN တောင်းဆိုထားပြီးကာကွယ်ရေးနဲ့လုံခြုံရေးပစ္စည်းတွေပုံမဝယ်ယူဖို့အစီအစဉ် BNN နိုင်ငံအပေါ်အခွန်သုံးပြေကောက်ခံမှုကို55ရက်ကြာဆိုင်ငံ့ထားဖို့အမေရိကန်ကိုတောင်းဆိုထားပြီးအမေရိကန်ရဲ့ကာကွယ်ရေးနဲ့လုံခြုံရေးထုတ်ကုန်တွေကိုပုံမဝယ်ယူဖို့အစီအစဉ်နေကြောင်း BNN ဝန်ကြီးချုပ် Fundmin Team ကပြောပါတယ်။ဒါပြင် BNN လေကြောင်းလိုင်းတွေက မှာယူထားတဲ့အမေရိကန်ခီးသည်တင်လေရင်တွေအမြန်လက်ခံရရှိရေးကိုလည်းလှုံ့ဆော်မယ်လို့မနီကနောက်ပိုင်းမှာပြုလုပ်တဲ့အစိုးရအဖွဲ့အစည်းအဝေးမှာပြောပါသည်အနောက်တိုင်းကုမ္ပဏီတွေအတွက်အထူးကကြားတဲ့ data တွင်ကုန်ထုတ်လုပ်မှုအခြေခံဖြစ်တဲ့ BNN နိုင်ငံဟာအကြီးဆုံးကုန်တွေပဲဖြစ်တဲ့အမေရိကန်နဲ့ပြီးခဲ့တဲ့နှစ်အတွင်းကုန်သွယ်မှုပုံငွေဟာဒေါ်လာ123သန်းအထိရှိခဲ့ပါသည်အမေရိကန်သမ္မတဒေါ်နယ်ထရပ်ဟာအမေရိကန်နဲ့ကုန်သွယ်ရေးမညီမျှတဲ့ ကမ္ဘာနိုင်ငံသားနှိပါကိုအခွန်ဆက်ရခိုင်နှုန်းကောက်ခံမယ်လို့ညင်ညာခဲ့ပြီးနိုင်ငံအချို့ကတော့ဒီထက်မကားတဲ့အခွန်နှုန်းတွေသတ်မှတ်ခဲ့ပါတယ်။ BNN ထုတ်ကုန်တွေကတော့အခွန်46ရခိုင်နှုန်းအထိကောက်ခံမှုကိုရွှေ့ဆိုင်းမှု BNN ကတောင်းဆိုထားတာပါ။ BNN နိုင်ငံအနေနဲ့နှစ်ဖက်အကျိုးစီးပွားနဲ့အညီမျှတပြီးရေရှည်တည်တဲ့ကုန်တွယ်မှုအတွေ့အမေရိကန်နဲ့ညီနိုင်မှုဂျိုးပန်းနေကြောင်း BNN ဝန်ကြီးချုပ်ရုံးကထုတ်ပြန်ထားပါတယ်။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။